မိသားစုအရေးလမ်းလျှောက်ကပြန်လာတော့ဥလဖေကိုမြည်ဖြစ်သူကခြံထဲမဝင်မီစီးကြိုပြီးဖိုးဖိုးအဖေနဲ့အမေရန်ဖြစ်တယ်ဘာဖြစ်လို့လဲကွယ်အမေကဈေးဘိုးပို့တောင်းတာအဲ့ဒါစကားများကြတာပဲဟုတ်လားမြည်လေး ကဲလာလာအိမ်ထဲဝင်ကြရအောင်ဘူလာဖေကအိမ်ထဲဝင်ပြီးအဝတ်စားလဲကသမီးရေလာအောင်ဟုခေါ်လိုက်သည်သမီးဖြစ်သူကလာပြီးအဖေပါခိုင်းမလို့လေသမီးတို့ရံဖြစ်ကြရဲဆိုမဖြစ်ပါဘူးဖေအဖေကြားပြီးပြီးဈေးဘိုးပို့တောင်းလို့ရံဖြစ်ကြရဲဆိုတာဟုတ်သလားဘသူပြောလဲဖေမဟုတ်ပါဘူး သမီးရေမလောက်ရင်လဲအဖေ့စီမှာတောင်းပါကွယ်။သူလဲသူတနေ့ရှာနိုင်တလောက်ထဲကပေးနေတာပဲမဟုတ်လား။သူ့မှာတောက်စားတာလည်းမရှိပဲကို။ခုတလောအစင်မပြေလို့နေမှာပေါ့။အဖေရဲ့စံလေးဝယ်ထားခြင်းလို့ပို့တောင်းမိတာပါ။အဲ့ဒါကိုရန်လုံနေလို့။ကဲရော့သမီးဒီမှာ9000။ဘာလုပ်ဖို့လဲအဖေရဲ့။ ဇန်သွားဝလိုက်ကွယ်ရသလောက်ပေါ့အိမ်ရှိပူအိမ်နောက်မချမ်းသာဆိုသလိုရန်တော့မဖြစ်ကြပါနဲ့ရန်ဖြစ်တယ်ဆိုတဲ့အတန်ကိုကြားရင်စိတ်မကောင်းဘူးအိမ်တွင်းရေးကိစ္စလူသိရှင်ကြဖြစ်အောင်ဘယ်တော့မှမလုပ်နဲ့အဆင်မပြေတာကိုအားလုံးမျက်နှချင်းဆိုင်ပြီးအေးအေးဆေးဆေးပြောကြပေါ့အခက်ခဲတွေဖြစ်နေတဲ့ကာလမှာအားလုံးမျှဝေပြီးဖြည့်ရှင်းကြတာပေါ့သမီးရဲ့အဖေကို အဖေမြည်လာတိုင်တာမဟုတ်လားတိုင်တော့ရောဘာဖြစ်တယ်လဲကွယ်သူပြောလို့အဖေသိရတာပဲအဖေပတ်စံသမီးမอยู่ပါဘူးညနေကျရင်အဆင်ပြေသွားမှာပါသမီးကိုရောမြည်လေးကိုရောပုံမြင်လေးတစ်ခုပြောပြမယ်နားထောင်ကြလောကမှာလူသုံးမျိုးရှိတယ်ကွယ်အဲ့ဒီအကြောင်းကိုပြောပြချင်တာဟိုးရှိရှိတော့ကပညာရှိကြီးတယောက်ဟာ တထေးကြီးရဲ့သားဖြစ်သူမွေးနေ့အလူကိုရောက်လာတဲ့သူများတွေမွေးနေ့လက်ဆောင်ဖြစ်တံမိုးရှိရာတွေပေးနေချိန်မှာပညာရှိကြီးကတော့အယုတ်လေးသုံးယုတ်ကိုလက်ဆောင်ပေးတယ်တထေးသားလူပြိုအွယ်ဖြစ်နေတော့ဆရာကြီးရဲ့ကျွန်တော်အွယ်နဲ့ဒီလိုကစားစရာအယုတ်နဲ့ကစားရမှာပါလားခမညာကျွန်တော်ကလေးမမဟုတ်တော့တာလို့ပြောတယ်ပညာရှိဆရာကြီးကအမောင်ဒီအယုတ်သုံးယုတ်ပေးရတာအကြောင်းရှိပါတယ်လို့ပြန်ပြောတယ် သူ့အဖေရဲ့ဆရာဖြစ်နေတာကြောင့်ရိုသေစွာနဲ့ဒီအယုတ်တွေကဘာများလဲခမားလို့ပြန်ပြီးတော့ဆရာကြီးကအမောင်ပထမဒီအယုတ်နားတဲ့ကိုဖော်ဒီကောက်ရိုးလေးထိုးထည့်လိုက်ပါကွယ်လို့ပြောလိုက်တယ်။တထေးသားကလည်းအယုတ်နားတဲ့ကိုကောက်ရိုးလေးထိုးထည့်လိုက်တယ်။ကောက်ရိုးမြန်ဟာတဖက်နားတဲ့ကနေထိုးထည့်လိုက်တာနောက်နားတစ်ဖက်ကနေပြန်ထွက်လာတယ်။ကဲအမောင် ီအယုတ်နားတဲ့ကိုကောက်ရိုးတံလေးထိုးကြည့်ပါကွယ်လို့ဒုတိယအယုတ်ကို ပေးလိုက်တယ်။တထေးသားကလည်းနားတစ်ဖက်ကနေကောက်ရိုးမြင့်ကိုထိုးထည့်လိုက်တာ။ကောက်ရိုးကဗဇက်ကထွက်လာတယ်။ဆရာကြီးကတတိယအယုတ်ကိုပေးလိုက်ပြီးဒီအယုတ်နားတဲ့ကိုလည်းထိုးထည့်ကြည့်ပါအောင်ကွယ်လို့ပြောလိုက်တယ်။တထေးသားကတတိယအယုတ်နားတဲ့ကိုကောက်ရိုးထိုးထည့်လိုက်တော့အဲ့ဒီကောက်ရိုးမြင့်ကဘယ်ကားမှ ထွက်မလာတော့ဘူးဟိုဘို့ဘာလို့ဆိုလိုချင်တာလဲဟင်ပြောပြမှာပေါ့မြည်လေးရဲ့နားတစ်ဖက်ကဝင်ပြီးနားတစ်ဖက်ကနေပြန်ထွက်လာတဲ့အယောက်ကဘာလို့ပြောချင်တယ်လဲဆိုရင်တချို့တော့ကိစ္စတွေဟာကိုယ်နားတဲ့ကိုဝင်လာရင်အခြားတစ်ဖက်ကနေပြန်ထုတ်ပြစ်လိုက်တာဘာကိုမှမှတ်မထားဘူးဆိုတဲ့သဘောနောက်တစ်ယောက်ကတော့နားတဲ့ကိုထိုးလိုက်တာဗဇက်ကထွက်တယ်နော်အဲ့ဒါဘာလို့ပြောသလဲဆိုတော့ တချို့ကလေကိုနားရဲဝင်လာတာကိုဗဇက်ကတိတ်ပြီးတော့ကိုထုတ်ပြောခြင်းကြတာပြောတယ်မပြောတယ်မစင်းစားတော့ဘူးထုတ်ပြောလိုက်ကြရောကဲနောက်တစ်မျိုးကတော့နားရဲတစ်ဖက်ကဝင်လာတာတွေကိုနောက်တစ်ဖက်ကလည်းမထုတ်ဘူးဗဇက်ကလည်းမထုတ်ဘူးရင်ထဲမှာပဲတိမ့်ထားလိုက်တာမပြောတယ်မူထင်ရင်ထုတ်ကိုမပြောတော့ဘူးလောကမှာအဲ့ဒီလိုလူသုံးမျိုးရှိတယ်ကွသမီးနဲ့ ညီလေးတို့လည်းဆင်ကျင်ကြပါစကားဆိုတာအမှန်မထားသိရင်မထားနဲ့ထုတ်ပြောတယ်မှပြောသိသိရင်လည်းသိသိကြလားနေရာတိုင်းလူကြီးတွေကမသိကျင်တော့ဘူးတီလို့ကိုဖြည့်ရှင်းပေးနိုင်တဲ့ကိစ္စဆိုရင်ပြဿနာမရှိဘူးကိုကမဖြည့်ရှင်းပေးနိုင်တဲ့ကိစ္စမျိုးဆိုမိခိုစားနေရတဲ့ဘဝမှာတိတ်ပြီးတော့အားငယ်ရတယ်ကွယ် အဖေစိတ်ဆိုးလို့ပြောနေတာမဟုတ်ပါဘူးအိမ်တွင်းရဲ့ပြဿနာလူသိရှင်ကြမလောက်ကြနဲ့နော်ကို့မှာမရှိတာကိုပဲသိပါစေတိုးတိုးတိတ်တိတ်ပေါ့အဖေပတ်စံရှိလားရှိရင်ခဏလောက်ပြီးပါအောင်လို့ပြောရင်လဲပြီးနေတာပဲကွယ်ငွေရှာနေရတဲ့သူကိုလဲကို့နှုတ်ကနေထုတ်ပြောတဲ့မပြောတဲ့ချင့်ချိန်ကြတယောက်နဲ့တယောက်စိတ်ခုလောက်အောင်မပြောကြနဲ့ရော့ ဆန်မရှိဘူးမဟုတ်လား။သွားဝယ်ထားလိုက်။ပူလာဖီကပတ်စံ1005ရွက်ကိုသမီးရှိတိုးပေးပြီးအိမ်နှင်းကိစ္စကိုအဖေလဲအိမ်သားတယောက်အနေနဲ့ညဝယ်ခန်းစား권ရှိတယ်။အဲ့ဒါကိုသမီးအမြင်မှတ်ထားနော်ဟုပြောလိုက်သည်။ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ီ podcast ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနိုင်စင်နိုင်စင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမေတ္တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ ACE အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ယင်းအေးရ podcast ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကို အရင်ခံတဲ့နေစဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။